ျေးဇူးအပ်ပါခင်ကျေးဇူးတော်ချင်မွန်ပါတယ်။ဆလုံးမင်္ဂလာပါခင်ဗျ။မင်္ဂလာပါ။ဟုတ်ပြီ။ဒီနေ့တော့ကျွန်တော်တို့ဒီပင်ဒီကုတ်တင်နေပင်ဒီကုတ်တင်နေဖြစ်တဲ့ပင်ဒီကုတ်တင်နေဆိုတာကတော့ဘုရားသခင်ရဲ့ဂရုတော်အတိုင်းလူခတ်သိမ်းအပေါ်မှာတန်ရှင်သောဝိညာဉ်တော်တွန်းလောင်းတဲ့နေ့ ြစ်ပါတယ်။ဒါကြောင့်ခုနပင်ဒီကုတ်တင်နဲ့အကြောင်းလဲမိနဲ့ပြောမယ်။ဒီလဲဒီနေ့ရုပ်ပတ်တော်ဒီနေ့အတွက်နှုတ်ပတ်တော်လဲပြောမှာဖြစ်တဲ့အတွက်ဒီနေ့တော့ပြုတော်ကြောင့်နော်နှုတ်ပတ်တော်နှမျိုးခံစားမှုရှိပါတယ်။ဟာကျွန်တော်ပြုတော်ကြောင့်ဒီရလေခဏခဏလာတဲ့အတွက် ခဏနေလာတော့မှဖြစ်တယ်အဲ့တော့ကုလာကုလာဘာဘူလို့ဘူမန်းသိရင်ကြည့်တော့ချင်းမန်းအဲ့တော့ဘူလို့ဘူမန်းမသိတော့ဘူးဆိုရင်တော့အချင်းတွေမကောင်းဘူးအဲ့တော့ပူတယ်ဆိုတော့သိရင်ကြည့်တော့ချင်းမန်းလိုက်ဦးနော်ဆိုတော့ ပင်တကုတ်တင်နေပေါ့ပင်တကုတ်တင်နေနပတ်တလို့ကျွန်တော်တို့ဟောလေးဖိုင်အောင်တမန်ဝတ်ထုခန်းနဲ့စတိထိဖိုင်အောင်နော်1,2,3,4ပင်ပေကုတ်ပေဝဲနေရောသောအခါတို့တို့ကောင်းလို့ဒီတကြီးတင်းတင်းစီးဝေး၍ဒီကြာသည်ချောကနေပြင်းမုန်တိုင်း တယောက်မတိလက်ခတ်လိုက်နော်ရှေ့မှာအဲ့တော့အဲ့ဒီမှာသူကတမန်တော်ဆတ်နှစ်ပါးနဲ့သူတခြားသူအလုံးပြ20ဆိုလူပြ20ကစုပြီးတော့အခုလိုပေါ့ခန်းထဲမှာနေပြီးတော့မှစုတောင်းကြတယ်။ဘာလို့ဆောင်းနေပြီးစုတောင်းနေလဲဆိုတော့ယေရှုကငါခမဲတော်ဂရိတော်တိုင်းမြို့တော်မှာငါပြုဦးမယ်။နော်။အဲ့တော့ယေရှုရှင်ရဲ့မြို့ကနေဘယ်မှမသွားကြနဲ့ဘူး။ မနေ့ကမှတန်ရှင်းတော်ဝင်ကြတော့ဖျားခင်တွေးလိုက်မယ်တက်ရောက်လိုက်အဲ့ခါကြာမှမင်းတို့ယေရုရှလင်မြို့ယူဒာဘိရှာမာရီဒီမီကြီးဆုံးတိုင်အဲ့ဒီခံကြမယ်လို့မှားထားတာယေရှုကကောင်းကင်ဘုံပြန်တက်ပြီးတော့မှားထားခဲ့တာအဲ့တော့ဆယ်ရက်ကြာမှဒီဖြစ်ကဖြစ်လာတာဖြစ်တယ်အလူ130ပေါ်မှာတန်ရှင်းတော်ဝင်ကြတော့ ဆက်တလာဆက်တလာတဲ့ခါမှာသူတို့ဟာအမျိုးမျိုးသောဘာသာစကားနဲ့ဟောပြောတယ်အမျိုးမျိုးသောဘာသာစကားကဒီနေရာမှာကြည့်မယ်ဆိုဘာသာစကား16မျိုးဖြစ်တယ်အဲ့တော့တရား20လုံးဟောတာ16မျိုးဆိုတော့ကြားတဲ့လူတွေကအဲကိုသူစကားလဲကြားတယ်ရောမစကားလဲကြားတယ်သူတို့နေတဲ့နိုင်ငံရဲ့စကားတွေကြားတယ် အာအောင်ကြတော့ဒါဘလို့ဖြစ်တာလဲအာအောင်ကြတွေ့ရနောက်ပိုင်းမှာတော့ပေသူကတော့ပြန်ရှင်းပြတော့နော်ယောလာခန်းနှစ်ကိုကိုးကားပြီးတော့ရှင်းပြဒါဖျားသခင်ဂရိတော်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီချိန်မှာပေသူကထပြီးတော့အားလုံးက prophet ပြုတ်ကြတော့ဟောကြတော့ဟောတဲ့ခါမှာသူကဘလို့ခေါ်မလဲစကားမျိုးမျိုးဆိုတော့လူတွေနားလည်းကိုခတ်တယ်လေ သူတို့အဟောင်းနေပြီအဲ့တော့အဟောင်းချိန်မှာပဲပေတရုကထပြီးတော့မှဟောတယ်ဧဝံဂေလိတရားကိုဟောတယ်ဧဝံဂေလိတရားကိုဟောတဲ့အခါမှာအဲ့နေ့မှာပဲအဲ့နေ့မှာပဲလူ3000လူ3000ခန့်ဟောကံ50နဲ့နှစ်လောက်ရှိတယ်။30နဲ့38လောက်ကဖတ်မယ်ဆိုတော့အဲ့ဒီမှာသူကဘာလုပ်လဲ ဗပ္တိဇံခံကြတယ်ကျတော့ဒီအဲ့ဒီဗပ္တိဇံဆိုတာယင်းနဲ့ချင်းမင်္ဂလာခံတာဖြစ်တယ်အဲ့တော့ယင်းနဲ့ချင်းမင်္ဂလာကအဲ့ဒီမှာပဲလူ3000ခန့်နှချင်းမင်္ဂလာခံရတယ်အဲ့တော့နှချင်းမင်္ဂလာခံရတဲ့အထဲမှာခုနပြောတဲ့နိုင်ငံအသီးသီးက16မျိုးပါဝင်တယ်ဆိုတော့တွေ့ရတယ်ကျွန်တော်ဒီနေ့အထူးပြောချင်တာက 但神呢为你呢，但神呢为你呢，你老高，得要比了，先叫来比了，先叫来比了，好了，他的嘛，勇气多度，不然嘛，我说，哎，第二天嘛呗，都躺看，是的，哎，都躺看过，六点的时个，或者咱别的不，他天嘛，我命里了，啊，都是九重山也嘛，不好听嘛。 ကျွန်တော်လိုရတာဖတ်တယ်ဗျဂျင်းချင်းမင်းလာတွေ့တယ်။အဲ့ရစပြီးတော့မှအသင်းတော်ဆိုတာပေါ်ပေါက်လာတာဖြစ်ပါတယ်။အဲ့အသင်းတော်ပေါ်ပေါက်လာပြီးမှအဲ့ဒီမှာဘုရားသခင်ကနေသူတွေအတီးတီးကိုတိုင်းပြူကိုပြန်ကြတာပေါ့ယောမလည်းယောမပြန်သွားတယ်။နော်အစ်ချစ်နိုင်ငံအစ်ချစ်နိုင်ငံပြန်သွားတယ်စသဖြင့်ပေါ့ကိုနိုင်ငံကိုရက်ဒေသပြန်သွားကြတဲ့အခါမှာအတီးတီးရဲ့မှာအသင်းတော်တွေ ပေါ်ဖွာလာတာမျိုးဖြစ်တယ်ပြောချင်တာကဟိုဟိုဘလူးကော့ဘလန်ရှေးယုံကြည်တချို့ရဲ့ရေးထားတဲ့စာတွေပါတယ်ညာတွေရှိပါတယ်နော်အဲ့ဒါလည်းကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တင်ဖို့ကအတင်းတော်တမန်နဲ့ပတ်သက်လို့တမန်တော်ဝိထုမှစပြီးတော့မှຢາກໃຫ້ຈັງທີ່ພ່າຍອະປິສົງປາວ່າແຕ່ຜິດກາ AD 30ລောက်ມາຜິດ ဒီကမှာချမ်းသာမှာကြည့်မယ်ဆိုတော့ AD 60နော်ဝန်းကျင်ခွန်ဆယ်မိပါတိတမိုင်းကျောင်းရှိတယ်ကျွန်တော်ရဲ့ကနာဦးကနာဦးအတင်းတော်တမိုင်းပေါ့ဒါတော့ကျွန်တော်အမှန်ယူရမယ်ပြောချင်တယ်ပြောချင်တယ်အဲ့တော့ကျွန်တော်ကခုခေတ်မှာ online တွေနားထောင်ကြရတဲ့ဘာညာနော်ဒီမှာပေါ့ဟိုတယောက်ကလည်း ဟာခဏခဏပြောလဲဆိုတော့ကျလာတော့နည်းနည်းတော့နားခဲဝဲနည်းကလန့်ဖြစ်တယ်ပေါ့တင်းခွဲတယ်တင်းခွဲတယ်မပြောလားကြားဘူးလားမသိနော်တင်းခွဲတယ်တင်းခွဲတယ်အမှန်ကအဲ့လိုမဟုတ်ပါဘူးမူလအတင်းကလူတောင်းချောင်းအပ်ကိစ္စနှစ်ချင်းခံပြီးမှအတင်းတော်ဆိုတာဖြစ်လာတာအဲ့တုံးချောင်းတော့သူကကဘာရရကိုပြန်သွားတဲ့ခါမှာကဘာရရမှာအတင်းတော်တီးတီးဆိုတာ ရှိတယ်ရှင်ပေါလုတို့ပေတရုတို့ယောမမရောက်ခင်ကတည်းကယောမမှာအတင်းတော်ရှိပြီသားဖြစ်တယ်။ဘာကြောင့်လဲအဲဒီတော့ကရှိတယ်နော်အဲ့မှာပရိသတ်ခံတဲ့နှချင်းခံတဲ့သူတွေဒါကြောင့်တိဖို့ကကနုတ်တင်တော်ဒီယူလာပြီးယေရုရှလင်မြို့ကပဲစတာဖြစ်တယ်နော်ကျွန်တော်တို့ဒါဝိညာဉ်တော်ဆင့်သက်ခြင်းရဲ့တကက်ဘယ်လိုခေါ်လဲကျွန်တော်တို့တိထားမဲ့တမိုင်းကြောင်း အဒီအတင်းတော်ကြီးပေါ်ပေါက်လာတဲ့တမိုင်းကြောင်းဖြစ်ပါတယ်။ဘယ်ကမှစရမလို့ဝိညာဉ်တော်ခံရရင်မင်းတို့ယူဒာပြည်ရှာမာရိပြည်ညချင်းစုံတာမှာတက်တည်ဖြစ်မယ်လို့ပြောတဲ့တိုင်ယူပါယူဒာမှာအတင်းတော်ဆိုတာစတည်တာဖြစ်တယ်။ပြောချင်တာဟိုမြို့ကဟိုကက်သလစ်ဆိုတာအခေါ်ဝေါ်လဲတာကက်သလစ်ဆိုတာကတော့ universal ပေါ့ဂရိဘာသာစကားဖြစ်တယ်။ကဘာလုံးဆိုင်ရာလို့အဓိပ္ပာယ်ရတယ် အဲ့တော့အဲ့မှာကလေးကသူတို့ပြဿနာဖြစ်ကြတဲ့ခါမှာတမန်တော်ဥပဒေခန်း56လောက်မှာကဘာလုံးဆိုင်ရအစည်းအဝေးကြီးသူတို့လုပ်ကြတယ်ဖောက်ပူပါတယ်နော်နော်ပေသူတို့ဥဆောင်ပြီးတော့လေနော်ဒါတကယ်ကက်သလစ်ပဲအဲ့တော့ကဘာလုံးဆိုင်ရသီအုပ်ဒီအမှုတော်ဆောင်နေစုပြီးတော့မှအစည်းအဝေးလုပ်ကြပြီးဆုံးဖြတ်အစည်းအဝေးဘူး ဒါပရမအောင်ဆုံးကိတလေအတင်းတော်ကြီးယေရုရှလင်မြို့မှာစတာဖြစ်တယ်။ငါလည်းပြောပါ။နော် universal ဆိုတာ။အခုကငါတို့ကမကိတလေငါတို့ကမဆိုတာရ။နော်သူတို့ရေးတဲ့စာတွေကရှောက်ပေါ်တာကျမ်းစာရတော့ဟုတ်မနေဘူး။နော်ကျမ်းစာတန်လည်းအမှန်ဖြစ်တယ်ဆိုတာသိရ။ဒီကျမ်းစာမဲ့ဒီကျမ်းစာမှာပဲကျွန်တော်သိဖို့ပါ။ဟုတ်လား။တာရှလောင်းရင်တော့ခံရရချင်းတူတယ်။တူပြီးတော့မှ ဒီကျမ်းစာထဲမှာပဲစပြီးတော့အတင်းတော်တွေကအယူဆတဲ့မျိုးမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့တော့ငါမမှန်နဲ့သူမမှန်နဲ့လို့ပြောအဲ့လိုညင်းချစတန်းဆိုတော့ကျွန်တော်ကပုံမှန်လို့ထင်တာပဲ။ကျမ်းစာရဆိုရင်တော့ဟုတ်နော်။အဲ့တော့ကနူးအတင်းတော်ဆင်းသက်လာတာဖြစ်တဲ့ကျွန်တော်တို့ကအဆင်ဆင်ဘယ်လိုမျိုးအဲ့တော့အတင်းတော်တမိုင်းလေးကိုကျွန်တော်တို့က ။ကိုစောင်းဒီစောင်းတွေဖတ်တာလည်းကောင်းတော့ကောင်းပြီမဲ့တမစကျန်းစာအပြည့်စုံပါတယ်။အမှအတင်းတော်မှာစပြီးလွှဲမလာဆိုရင်ကောရင်သူတင်းတော်မှာကောရင်သူဩဝါဒစာနော်ပရမစာဖတ်ကြည့်။အခန်းတင်းနဲ့အခန်းတင်းနဲ့ဆိုရင်ပါလေဆရာတစ်ပည့်ပြည်တနာတက်တယ်။ဇာတိလူနဲ့ဝိညာဉ်ပဂရိလူနဲ့ဟုတ်နော်။အဲ့တော့အတင်းတော်ကကောရင်သူအတင်းတော်ဘုရင်တို့ကဖြစ်နေတယ်။ဟုတ်ကဲ့တော့ဆိုတော့ပါလေမင်းတို့ကတန်းကျွန်တော်မင်းတို့ကိန်းဝယ်ပြိမာနာဖြစ်တယ် ဘယ်လိုတန့်ရှင်းရလဲဆက်ဆုံးရလဲအခန်းလေးအခန်းလားဆိုရင်ဟာအဖေရဲ့မိမကိုပြမဘိမှန်တော်မှာဖျက်ရှိခိုးဒါမျိုးလားလေဆက်ပြီးအတင်းတော်ပါဟိုဘလို့ခေါ့မလဲပေါ်တဲ့သူ့မှာဆက်ဆက်ပြီးတော့ဘယုတ်တော့ကဖြစ်အခန်းကောင်ရှင်းလို့စင်ပါရှင်းလဲအင်းတော်ကြီးကိစ္စလားယောက်ျားအောင်မေယောက်ျားအောင်နိုင်တဲ့မိန်းမတွေပေါ်လာတယ်အဲ့မှာကြီးကျယ်ဆုံးပါတယ် 拿款去，哦，过老几秒才弄。伢呢，得是杀的，老几秒才弄，买票来，不还让明来不？啥人看嘛？啊，我给木王到家了，杀家了，哦，他乱起来，个人都癫了。哎，俺家呢杀不着嘛，买票来呢，哦，生的老爷们才弄，我念书记住的，讲啥片天边的。俺妈呢，都乱的着呢，我念书记住看一切的啊。啊，伢呢？ ဟို၃နဲ့73 73ဝင်းရစုကြည့်စလဲကြတော့အမအချာတော့ဘာသာစကားကိစ္စလေအတင်းတော်မှာဘုရုတ်တုခဖြစ်နေတာလေပေါ်ပြအဲ့ရနေစနာ76ကြတော့နော်ခရစ်တော်မချစ်တဲ့သူဟာအနာတိမှာဖြစ်စီလို့ဆိုတော့ကျင့်ချင်းခံရပါစေဆိုတော့အဆုံးသတ်အဲ့တော့အတင်းတော်ကအခုမှဟိုဘလို့ခေါ်မလဲတချို့အတင်းတော်ပြောတာမအားလုံးမဟုတ်ဘူးဩဝါဒစာရင်ဖတ်ကြည့်အကုန်လုံးမဟုတ်ဘူးဒီ ဒီဖောတဲ့တို့အတင်းတော်နဲ့စပြီးတော့မှအပြူပြူလဲလဲစဖြစ်တာဒါချမ်းသာတယ်မှာဘာခုမှမဟုတ်ဘူးဘာဖြစ်သားဖြစ်ကျွန်တော်ပြောချင်တာကအရင်လေဝိညာဉ်တော်အဖြစ်ကျွန်တော်တို့အတင်းတော်ပေါ်ပေါက်လာတယ်ပေါ်ပေါက်လာတဲ့ခါမှာအခုမှတင်းကွင်းနေတာမဟုတ်ဘူးဟောနော်ဟိုးဒီဖောတဲ့တို့အတင်းတော်စာဆိုရင်တော့ AD 55လောက်မှရေးတာလေ ဝိညာဉ်တော်ဆင်းသက်တာဒီ30ဘလောက်မရှိသေးဘူး22မှာလောက်ပါအသိတော်ဘုရားတို့ခဖြစ်ဆိုတာတွေ့ရတယ်။ယောကျအဲ့မှာကလေးကွဲပြားနေစပြီးကွဲပြားနေဖြစ်တယ်။ဆိုတော့အခုမှကျွန်တော်တို့ကတင်ကွဲတင်ကွဲလို့ပြောရင်မဟုတ်ဘူး။အရာလေးတွေလည်းကျွန်တော်တို့ကြုံလို့နားလည်စေချင်တယ်နော်။အဲ့တော့အသိတော်ကနဦးဒီလူ3000နှစ်ချင်းမင်္ဂလာခိုင်ချင်းအဖြစ် အတဲ့တော်ဆိုတာစပါတယ်နော်တန်ရှင်တော်ဝိညာဉ်တော်လောကမြေကြီးကိုတွန်းလောင်းတဲ့နေ့ကလည်းစပါတယ်နော်အဲ့ကနေမှဟာလာအမဟိုနိုင်ငံစကားဘာသာစကား16မျိုးရှိတယ်သူတို့တွေအားလုံးကအခုနိုင်ငံအတိအကျပြတ်သွားကြတယ်ခေါ်တဲ့သူဆိုတော့သူတော့သူကဒါဂရိနိုင်ငံဂရိနိုင်ငံတစ်ဖက်ဘယ်လိုခေါ်မလဲအဲအေဒန် အာဒင်မော့ချက်ဆောင်နော်အေဒင်မြို့ရဲ့အနောက်ဖက်လက်မှာရှိတယ်အဲ့မှာဒါမှဖွင့်ပြိုးပြီးတော့မှစီးပွားပြိုးတက်နိုင်ငံဖြစ်တဲ့အတိုင်းပဲလူကတကဘာလုံးကတော့လာတဲ့လူတွေရောက်တဲ့နေရာဖြစ်တယ်ဘလူမျိုးစုံဖြစ်တာအဲ့ဒီမှာသူတို့ယုံကြည်သူတွေဖြစ်လာတဲ့ခါမှာထုံးစံတိုင်းအ ਨੇ ချင်းတော့ပါလာတော့ဘူးဒုက္ခပါတော့ကျွန်တော်တက်တာပြောင်းလဲလာရင်ဘယ်လိုပြောလို့မပြောင်းလဲခင်အချင်းကြီးတော့ကြံကြံလေးတော့သဘောရှိတယ်လေ အဲ့ဒါအဲ့တိုင်းပဲဖြစ်တာပေါ့သူတို့လည်းဒါပေမဲ့ဩဝါဒစာဘလို့ခေါ်မလဲနှစ်ဟောနော်နှစ်သူပါကောင်းတဲ့ဩဝါဒစာဒုတိယစာကိုရောက်တဲ့ခါကျတော့ကောင်းသွားတယ်လေတမန်တော်ကအတုံးဖြဲထားတယ်ဆိုတော့နော်နှစ်ရလာတော့သူတို့တက်တာပြောင်းလဲသွားတယ်သူတို့နားလည်ရတယ်ဒါနှစ်နှစ်လောက်ပဲကွာနော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဟာအသေးနော်စတင် ပေါ်ပေါက်ရနေဖြစ်တယ်။ဟောနော်။ပေသူတို့ဦးဆောင်တဲ့ဒီပင်တေကုတ်ဒီနေ့စုတောင်းပွဲကနေပေါ်ပေါက်ရနေဖြစ်ပါတယ်။တရားသိတော်ဒီဒီသူတို့အမျိုးမျိုးကြွားပြတဲ့ခါမှာတမန်တော်ရဲ့ရှင်ပေါ်လူကဘယ်လိုသင်ပေးလဲဆိုတော့ဒီကောရန်သူမှာအခန်းစနစ်မှာဒီကောခန်းစနစ်မှာအသိတော်ဆိုတာကယုံကြည်သူအတိတ်ရအသိတော်ပဲ။ ကိုင်ကာရဖြစ်ကြတယ်ခရစ်တော်ကိုဖြစ်တယ်နော်အဲ့တော့အသင်းတော်မှာပေါ်တော့သူတိတိဟာအသင်းတော်ပဲသူအသင်းသားလို့ပြောအဲ့ဒါယေရှုရဲ့အသင်းသားငါအသင်းသားဆိုတော့မျိုးမရှိဘူးနော်အဲ့တော့ယေရှုတဲ့ယေရှုကိုကနေအင်ကာရဖြစ်ကြတာကိုနော်တရားကလက်ဖြစ်မယ်တသက်တန်းဖြစ်ဖြစ်မယ်တချို့လက်သေးဖြစ်မယ်တချို့မျက်စိနာနော်စပ်ပြီး အဲ့လိုအတီးကျွန်တော်အားလုံးဟာအတင်းတော့အတီးတီးဖြစ်တယ်ဒါမှတကက် universal trust အားလုံးပြောဒီအကဘာလုံးနဲ့ဆိုင်တဲ့အတင်းတော်ဆိုတာပြောချင်တယ်เนาะအားကြောင့်ဒီနေ့ကျွန်တော်ဟာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဒီဘုံကလေးကြားပြီးတော့မှယုံကြည်တယ်ယုံကြည်တဲ့အတိုင်းလူသုံးထောင်ခန့်ပရဇန်ခန့်ချင်းအဖြစ် ီနေ့ universal နော် catalytic technology ဆိုတာပေါ်ပေါ်လာတယ်ဆိုတော့ဒါကိုနားလည်သိချင်တယ်။ကွဲတာတွေကတော့နော်ဟိုစင်ကစင်ကအများကြီးကွဲနေတာပါ။ဒီခုနကကျွန်တော်ပြောတဲ့ time နဲ့ animal တွေစပြီးတော့အယူဆတွေလွယ်မှန်းမှုစဖြစ်နေတယ်နော်။ဒီလိုတွေ့ရတယ်။အဲ့တော့အခုနှစ်ပေါင်းနှစ်ထောင်ကျော်လာပြီ။ခုနကဆရာကွဲရတန်ရှင်းအောင်ဝင်တော့ကြောင်းတင်ရတဲ့ခါမှာနော်ရေရှုကြောင့်ဟို တန်ရှင်းမလားတန်ရှင်းမလို့ပို့ကိုယုံကြည်လက်ခံလက်ထောင်ဆိုတော့မထောင်တဲ့လူတွေများရှိတယ်။ဟုတ်အဲ့တော့အဲ့ကောင်ကကျွန်တော်တစ်ခါလေးကျတော့တင်းတင်းပြရတယ်။အယုံကြီးလေးခံပြီလေးဖြောက်ပါမယ်နော်။တန်ရှင်းမလို့အားရတင်ပြတာ။သူကိုယ်တိုင်ခံစားဖို့လိုတယ်ခမရကိုယ်တိုင်ခံစားဖို့လိုတယ်။ကျန်းကားရတော့ procedure တော့ဟုတ်နေပြီ။ဟောနော်ဒါမဲ့ကိုယ်ကိုယ်တိုင်သိရမှာဖြစ်တယ်။အဲ့တော့အရှင်ဘုရား ေဖက်တဲတော့မှမေးတယ်လေနော်မင်းတို့ဘာသာကံပြရနော်မတန်ရှင်းလို့ဝင်တော့ခံရကြရပါလားတဲ့နေတော့ကျွန်တော်မသိဘူးဒီနေ့ဒါနဲ့ပတ်သက်လို့အနည်းငယ်လေးမပြောမယ်ပေတိကုတ်ဒီနေ့နဲ့ပတ်သက်လို့ကျွန်တော်လိုအပ်တဲ့အရာပေါ့ဒီခရစ်တော် night ခရစ်တော်ရဲ့ဘာသာ night အစဦးတော့ထားလိုက်ဘူးအခုလောလောဆယ်တုံးအဲ့တော့လောလောဆယ်မှာကျွန်တော်တည်ဖို့ကတရားနာတော်မှာ တော့ဖြောင်းမှချင်းဆိုလဲနှမျိုးရှိနှမျိုးနော်ပြန်တန်ရှင်ချင်းဆိုလဲနှမျိုးရှိအဲ့ဒါရောလို့ဟောမမတိနိုင်ဖြစ်နေစုံလင်ချင်းဆိုလဲနှမျိုးရှိပရမတ်တမျိုးကယေရှုကြောင့်နော်ယေရှုပြုပေးတာကိုယုံကြည်သောအဖြစ်ကျွန်တော်တို့ကကျေးဇူးတက်တဲ့ကြောင့်ဘုရားသခင်ကဖြောင်းမှတယ်တန်ရှင်းတယ် 收嫩来了，多么肥了！蘑菇来蘑菇，老婆子们咯，这个收还用几多水？不晓得，记了吗？哈，漂么多？把不了漂么来，怎么来说？多赚一些，收入归多哎，看没多没。哎，我这个都用了，都看他们老不来，他们都人家在留着呢，没老多。哎，让不晓得把老来，啊，见过、啊、几两多？我、啊、不过见过几，但是么来几毛多。 但是呢，罗拿来嘛能落苦？阿苦啊，伊少爷当书记啊嘛，不可能。伊收六百了，那都绝对用用什么啦？用什么啦？要不然说俺们用的钱，这苦六百，他也要记嘞。看伢子阿苦么搞呀嘞，还要这记不？啊，用那钱都啷么记嘞？阿拉讲嘛，吃嘛的都他妈背了，单身的都他妈背了，剩人的都他妈背了去。 ဒါပရမတ်တခုဒုတိယတခုကတော့နော်ယုံတဲ့တိုင်းလက်တွေနာခံလိုက်လျှောက်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းစုံလင်ခြင်းဒါကပါရမီလို့ခေါ်တယ်နော်အကျင့်ချင်းပြုအပ်တော်ဘုကိုပြုရင်းနဲ့နော်တကယ်ဖြောင့်မတ်လာတာတကယ်တန်ရှင်းလာတာတကယ်စုံလင်လာတာမျိုးဖြစ်တယ်ဒီနှစ်ခု꿰သွားရင်ဒီနေ့ ငါတဖြတ်မှတော့သူခမရတော့ဖျားဖျားခင်ရှင်းမှပြောရမယ်လူရရှင်းမှလည်းပြောရမယ်ဟိုငါမူးတရားပါငါနှချင်းခံပြီးတော့မှနှချင်းခံတော့တကယ်ရှင်းနဲ့အာခေါ်လာတယ်မနှချင်းခံပြီးပြီးငါမတော်တော့အတဲခေါ်တော့ခေါ်တော့လိုက်တော့တယ်ပရမရမတော်ဘူးနော်နားတော့ခဏခဏတိုက်အားပါတို့ကျန်နာရှာတော့တခွတ်မတော့တခွတ်မတကချင်းပြတော်မျိုးကိုတခွတ်တော့ရင်တော့တောင်းတမူးလား 我咋没咋变嘛？哎呀，我老忙啊，票没收。我嘞没表演，我没那没表演了，俺没得。我这一过老忙，票没收，一说上票没收，一说上当县长去了。到俺那排队了，阿太嘛，问你要那要钱阿片地了？可能都是到明年了噶，大伯，哪来了？俺那呢？有几亲呢，当县长问你的话。 မဆာတော့မလမ်းပြတော့မဟုတ်နော်အဲ့ဒါတွိုင်းနဲ့တော့ဘာဖြစ်လာမလဲလက်တွေ့မှာဖြတ်မှတ်လာမယ်ဖြတ်မှတ်ခြင်းပါရမီလို့ခေါ်တယ်ဒါကိုလို့ရတယ်နော်ဝိညာဉ်တော်မဆာကိုလည်းမလုပ်နိုင်ဘူးနော်ဝိညာဉ်တော်မဆာမှာတန်ရှင်းလာမယ်ဖြတ်မှတ်ခြင်းတန်ရှင်းရမတူနော်ဒါကြုံလို့ပြောတယ်ဖြတ်မှတ်ခြင်းကြတော့ဘာအကျိုးရှိသလဲဆိုတော့ကောင်းချီးမင်္ဂလာပေါ့ဘုရားသခင်ကလေတို့အလုံးကောင်းချီးပေးပြပါပြီးသားနော် အဲ့တော့ဖြောင်းမချင်းတခုရတိုင်းမှာကောင်းကြီးတခုတိမ့်ပိုက်တာပဲဖေးထားတဲ့ဟာကဖြောင်းမချင်းတခုရတိုင်းမှာကောင်းကြီးတခုတိမ့်ပိုက်တာဒါကဖြောင်းမချင်းပါရမီလို့ခေါ်တယ်။မိဘသားကနားထောင်မှုမျိုးယူစီဆိုပြုတ်ပါလို့ပြောတဲ့စကားကိုယုံကြည်တယ်တကယ်လက်တွေ့နာခံတယ်ဆိုရင်ဖြောင်းမချင်းတခုမရဟုတ်လား။ရတယ်။ရရင်မအကျိုးရမယ်ပြီးတော့မကောင်းစားမယ်အသက်ရှင်အကျိုးမရဟုတ်လား။ရ။ဟောဆေဘောရဘောပြေးပါလို့ပြောတယ်။ဟော ပေးတဲ့ခါမှာကြောက်မချင်းတစ်ခုမတိုးလာဘူးလားတိုးလာတယ်တိုးလာတော့သူ့ရဲ့ကျိုးကပါရလဲကောင်းချီးပေါ့နော်ပြင်ပါလေအဲ့တခုမတခုပေါ့ကျန်းလာဟောပေါ့နော်အဲ့ဒါကျတော့ကောင်းချီးတစ်ခုနောက်တစ်ခုရည်တွက်ပေါ့ဟောပေါ့နော်နားထောင်ပြီးကြောက်မချင်းရနားထောင်ပြီးကြောက်မချင်းရဒါကြောက်မချင်းပါရမီလို့ခေါ်တယ်တန်ရှင်းချင်းကြတော့ဘွာဒီဟိဗျာခန်းစနစ်စပွိုက်စလေးမှာမင်းလာလေတော့ချွေးပြန်လက်သိခံပြီနော် မိလာတော့မှာမိကခဏခဏလာနေတော့ဒီနေ့ဖဲတောက်ကြတယ်အဲ့တော့တာရှင်းချင်းကြတော့သူကဘာလဲလို့ပြောရင်ဒီကောင်းချီးတွေနဲ့တော့ဆက်တော့ဆက်ဆက်ဒါမဲ့အစ်စ်မြင်မို့ဘာကြတော့ကျမ်းစာမှာကျင့်တာရှင်းချင်းအတွေ့တော်နဲ့ကဘုမန်းရှင်တွေပြောတယ်ယေရှုအတွေ့တော်အရင်တော့ကတိရစ္ဆာန်အတွေ့တော်နော်အနည်းဆုံး အန်ဟိုအတန်ရှင်ဆုံးဌာနကိုဝင်ဖို့အတွက်ဟောနော်ဟိုပရိသတ်ကောင်းရဲ့အသွေးလိုဒလိုအသက်တည်ပြီးလိုဒလိုကိုကိုရလည်းတန်ရှင်းဖို့လိုတယ်နော်အဲ့တော့တန်ရှင်းစေတဲ့ရည်နဲ့နွားရဲ့ပြာချထားရည်လေထိုးရတာရှိတယ်တန်ရှင်းအဲ့တော့အဲ့လိုရှိမှအတန်ရှင်းဆုံးဌာနကိုဝင်လို့ရတယ်ပြောချင်တာဖုတ်ခဲ့စကားဆိုမြို့မြစ်နော် မြင့်မောက်တော်ခံစားခွင့်ရတယ်။ဒါရှင်းရှင်းအပြည့်အရောဒါရှင်းရှင်းပါရမီမရှိအပေသူများသာရပြားကိုမဘူးမမြင်ရ။အာမင်အရောကျွန်တော်ကပြောချင်မြင့်မောက်တော်ခံလာတယ်ဆိုတော့ကတန်ရှင်းချင်းလာတာဖြစ်တယ်။နော်တရှိရှိမရှိပဲနဲ့မြို့မော်တော်ခံစားလို့မရဘူး။ဒါကကိုယ့်ခံစားချက်တက်တက်ပဲ။ကိုယ့်ခံစားလည်းမကောင်းလား။ ်အမရဲမခံစားရတဲ့ဆိုင်တော့ဟောနော်အဲ့တော့တန်ရှင်းချင်းချာအလိုလားသူ့ရဲ့အရှင်အာဆိုရင်ချင်းမပြောတော့ဘူးလမ်းကြောင်းလွဲကုန်နော်အဲ့တော့တန်ရှင်းသောဝိညာဉ်တော့ခုနငမ်းလဲတော့တော့ကြတယ်ဟောနော်ကိုယ့်ရဖြတ်မချင်မဲတာမဟုတ်ဘူးယေရှုအဖေဖြတ်မချင်ငါ့တော့ဖြစ်တယ်လို့ပြောရင်ယေရှုကဘုံယူသွားပြီအခုတို့တွေ့တယ်ကန်တွေ့တယ်ဝတ်တွေ့တယ်ဟောနော်အဲ့တော့ဘုရားအဖို့ဖြတ်မတယ်လို့သတ်မှတ်တယ်ဟောဖြတ်မတယ်စိတ်နှလုံးမြင်ချင်တယ် ဘောဘောလာမလို့နော်အဲ့ဒါကြောင့်ဒီနေ့ယေရှုကိုယုံကြည်တယ်ဆိုရင်ဖြောင်းလာပြီအဲ့လိုပြောလို့တော့မပြီးသေးဘူးသူကဖြောင်းလာတယ်ဆိုတာတိပေါ့ကိုတိရမယ်ဆိုကြည့်ပါဦးငါတို့ဒီဖျားသားဖြစ်ကြသည်ဟုဖျားသားဖြစ်ကြသည်ဟုဝိညာဉ်တော်ဒီဝိညာဉ်တော်ဒီငါတို့ဟိငါတို့ဟိဝိညာဉ်နဲ့တူဝိညာဉ်နဲ့တူတသက်ခံတော်မူတသက်ခံတော်မူဟုတ်နော်တသနာဝိညာဉ်တော်ခံရမှာလား တို့ဝိညာဉ်နဲ့တူအပြန်အလှန်စကားပြောမိစ္ဆာရဲ့ဖွင့်ချားပြီးအထက်သိသွားတယ်ဘယ်သူမှပြောပြစရာမလိုဘူးအဲ့ကြောင့်ဆရာဖွင့်ရပြောလို့ဝိညာဉ်ကမရသေးဘူးလို့ဖြစ်မှာပဲလေနော်အဲ့ဟိုကျမ်းစာကတော့ဥမာတိယောခန္ဓာတိယောခန္ဓာစာပတ်စတုံးမှထင်တာပဲဘာပြောလဲဆိုတော့ငါတို့တင်းတော့ဒီဟိုဆိုတော့တာရောကိုရတော့သူဒီ ထာဝရတက်ကိုရပြီးကိုယ်တိုင်တည်တည်ချင်းကအင်းမြောက်ကရေးထားတဲ့ရှင်လိုလားမသိဘူးခဏလေးနော်မှားတော့မှာဆိုကိုယ်တိုင်တည်တဲ့ကြောင့်ပြောချင်တာပါအဲကျွန်တော်တိုင်ပြမနောက်လဲဆိုကြည့်ဖျားခင်သားတော်ကိုဖျားခင်သားတော်ကိုယုံကြည်သောတင်လို့ပြီယုံကြည်သောတင်လို့ပြီထာဝရတက်ကိုထာဝရတက်ကိုကိုယ်တိုင်ရသည်ဟုကိုယ်တိုင်ရသည်ဟုတည်တည်ချင်းကတည် ရာများကိုတရားများကိုသင်တို့ဟာသင်တို့ဟာငာရေး၍ငာရေး၍ပေးလိုက်၏ပေးလိုက်၏ဟောနော်သူကသာရအသက်ရပြီဆိုတာကိုယ်တိုင်သိဖို့ဖြစ်တယ်ဟောနော်ကိုယ်တိုင်သိမှာတခါလေကျတော့အားမရတော့ကျွန်တော်အတင်းကိုသင်ပေးရတာမိရပြီးသိပြီသိပြီအဲဒါကမင်းဟောကိုယ်တိုင်သိအောင်ဟောကိုယ်တိုင်သိအောင်တရှိမင်းညောင်းရပါကြောင့်တရှိမင်း ကျွန်တော်အတင်းတင်ပေးတတ်တယ်မန်ကိုရန်တိရမှာလေအားလုံးဒီနေ့နော်ဟိုပင်တကုတ်တင်ဖြစ်တဲ့အတိုင်းပဲကျွန်တော်ကျွန်တော်ညမဘုရင်ဖခင်နဲ့တဲ့လို့ဆောင်းတူရဲဆုတောင်းပေးမယ်အားလုံးကျူးကျူးတော့မတည့်ရပေးပါသာရှင်တော်ဝိညာဉ်တော်ဟောဖက်ကြအောင်နော်သာရှင်တော်ဝိညာဉ်တော်ဟောကျွန်တော်ဘောတက်ရောက်ပါကျွန်တော်ထဲမှာလောက်ကိဝတ်ပါဆိုတော့မှနော်မရသေးဘူးလို့ကိုကို ညပြောလို့ငါကတင်းရတယ်ညပြောလို့ငါဘုရားသားဖြစ်ပြီးအဲ့လိုမသိတာမို့ကိုကိုယ်တိုင်းမသိသေးဘူးဆိုရင်တော့ခုချိန်မှာရှိတဲ့နေရာမှာတော့တရှိတော်ဝိညာဉ်တော်ကျွန်တော်ကျွန်မခဲလောက်ကြီးဝပါဆိုတော့မှဖိတ်ခေါ်ပါเนาะကျွန်တော်လည်းဝမ်းစုတောင်းပေးပါမယ်เนาะကဲသူတို့ကသူတို့ကစုတောင်းကြတယ်